ကရင်မျိုးသားစည်းရုံး KNU မြိတ်တဝဲခရိုင်ကစဲရုံမြို့နယ်တရဲချောင်းမြို့နယ်မှာအာနာသိန်းစစ်တပ်စစ်ကြောင်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မှလေးပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာထိခိုက်မှုရှိနိုင်တယ်လို့ KNL တပ်မှလေးသတင်းရင်းမြစ်တွေကပြောပါတယ်။တရဲချောင်းမြို့နယ်တောင်ပြောက်ကြီးရွာအုပ်စုအတွင်းစက်တင်ဘာလ30ရက်နေ့မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတယ်လို့ KNU မြိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့ခလာရ403တရင်၄၄တရင်နဲ့၄၅တရင်ပူးပေါင်းစစ်ကြောင်းကို ကယ်နလီတပ်မလေးတရင်စနစ်တော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ကြားဖြတ်ဝင်တိုက်တော့သူတို့မှထိခိုက်ဒဏ်ရာရှိမယ်နဲ့တူတယ်။နောက်ဆုံးသတင်းရတော့သူတို့ပြန်ဆုတ်သွားတော့အဲ့ဒီဝါတိုင်းမှာပဲကြေးရွာတွေကိုမိရှို့သွားတယ်လို့ KNL သတင်းရင်းမြစ်တွေကပြောပါရယ်။ကြားဖြတ်တိုက်ခိုက်ခံရတဲ့စစ်တပ်ကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ကြောက်လီကရွာကပြည်သူရဲ့နေအိမ်83လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ KNU မြိတ်တဝဲခရိုင်ကလည်းအတည်ပြုထားပါရယ်။သူတို့ကအထင်အရှားပဲဖြစ်ဖြစ်မနာတာပဲဖြစ်ဖြစ်ဒါကတော့သူတို့ရုပ်ရက်ပဲ စီးရေးပြတ်မမဟုတ်တဲ့ပြည်သူလူထုကိုဒီလောက်တွေအတွင်းမှာသူတို့လှုပ်ဆောင်တာများတယ်လို့ KNL သတင်းရင်းမြစ်တွေကစစ်ကောင်စီတပ်ကပြည်သူပေါ်လီချောင်းတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာဂျွာရီကိုမိရှို့တာမကြာခဏကျူးလွန်နေတဲ့လောက်ရနဲ့ပတ်သက်ပြီးပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့နှစ်လအတွင်းလေချောင်းကပုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုပြည်သူနေအိမ်မိရှို့မှုများဇာတိုက်ပြုတ်လောက်လာနေတယ်လို့လည်းသတင်းရင်းမြစ်တွေကပြောပါတယ်။ရွေးကောက်ပွဲလို့ပို့ကျင်းပပြီးတဲ့နောက်ပိုင်းသူတို့ဟာ တမ္မာလီမြိတ်တဝဲခရိုင်ထဲမှာရှိတဲ့မြို့နယ်အချို့ပေါ်ဒီဘက်မှာတဝဲဘက်မှာတော်လကောင်းတနင်္သာရီဘက်မှာတော်လကောင်းပြည်သူနေအိမ်တွေကိုဘုံကျဲတာခြေရွာတွေကိုမီးရှို့တာတွေရှိတယ်လို့ KNL သတင်းရင်းမြစ်တွေကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်လည်ရရှိစေဖို့အာဆီယံကဆက်လက်တွန်းအားပေးမယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးပြောဆိုလာတဲ့သတင်းမှာမြန်မာရေးဖြည့်ရှင်ရေးမှာ အာဆီယံဘုံသဘောတူညီချက်၅ချက်ပေါ်ယုံကြည်မှုပြန်လည်ရရှိစေဖို့အာဆီယံကဆက်လက်ကြိုးပမ်းသွားမယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးဒါတာဆီရီမိုဟာမက်ဟာဆန်ကပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ29ရက်နေ့ကအချိန်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမှာ၎င်းကအဆိုပါတိုင်းပြောဆိုခြင်းဖြစ်ပြီးမြန်မာနိုင်ငံမှာတည်ငြိမ်ရေးနဲ့လုံခြုံမှုပြန်လည်ရရှိရေးလှုံ့ဆော်မှုအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေဖို့အာဆီယံကလှုံ့ဆော်အောင်မှာဖြစ်တယ်လို့ပြောဆိုသွားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ သဘောတူညီထားတဲ့အပြစ်ခတ်ရေးစေးပြပြသွားတဲ့အတွက်အချို့နေရာများမှာအပြစ်ခတ်ရေးစေးပြပြသွားကြောင်းအကြမ်းဖက်မှုတွေကြောင်းအရက်သားတွေကိုဆက်လက်အနေနဲ့ပြုနေခြင်းအပေါ်အာဆီယံနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကအလွန်စိတ်ပြက်မိတယ်လို့ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။အာဏာချုပ်ကန်ထားသူတွေအနေနဲ့မြန်မာနိုင်ငံကတရားပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲဒေသတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တာဝန်ရှိပါတယ်။မြမအကျေတဲကိုမြမတွေကိုယ်တိုင်ဥဆောင်ပြီးကိုယ်တိုင်ဖြေရှင်းမယ်ဆိုရင်ပြည်သူတွေအားလုံးတောက်ပပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာပါလို့ မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကသတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်။အာဆီယံအဖွဲ့အနေနဲ့ရင်းချမ်းရေးကို အာမခံပြီးလုံခြုံရေးအကောင်းစေရေးစီးပွားရေးကြံ့ကြံ့ခံနိုင်ရေးကိုမြင့်တင် ရေးနဲ့ဒေသတွင်းရေရှည်တည်နိုင်ရေးပန်းနိုင်များမြင့်တင်ရေးတို့မှာဒေသတွင်းအစုအဖွဲ့တစ်ခုအနေနဲ့အရေးပါတဲ့အခမ်းအနားမှာဆက်လက်ပါဝင်သွားမှာဖြစ်တယ်လို့ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။လက်ရှိမှာမလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်နေပြီးမြန်မာပြည်အတွက်ထင်သာမြင်သာရှိတဲ့ဖြည့်ရှင်းမှုမျိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး။ ကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးနေတဲ့စစ်သားတွေကိုလိုက်လံတိုက်ခိုက်ခဲ့မှုကစစ်တပ်က3ဦးသေဆုံးပြီး3ဦးအရှင်မိကတနက်9လက်သိန်းစီရရှိထားတဲ့တဲ့ရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။စကိုင်းတိုင်းကဏီမြို့နယ်ချောင်းမရွာတိုက်ပွဲမှာတက်ပြက်ပြီးထွက်ပြေးနေတဲ့ချမ်းဖက်စစ်သားတွေကိုလိုက်လံတိုက်ခိုက်ခဲ့ရမှာစစ်တပ်က3ဦးသေဆုံးပြီး3ဦးအရှင်ဖမ်းမိကတနက်9လက်သိန်းစီရရှိခဲ့တယ်လို့ရင်းမာပဲမြို့နယ်ဘက်ကဖော် Union Liberation Front ULF မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ စတင်မလာ၁၁ရက်နေ့မနက်၁၇နာရီခန့်ကကနေမြို့နယ်ချောင်းမရွာကိုအကြမ်းဖက်စစ်တပ်ရဲ့တမ33လောက်ခန့်ခမရ၁၆မှဗိုလ်မှူးသူရင်းဦးဆောင်တဲ့အင်အားတရာခန့်ပါစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခတ်ခဲ့ပြီးစစ်သား၃ဦးသေဆုံးက၄ဦးရှေ့ဖမ်းမိပြီးတနက်ခွန်းနဲ့လည်းသိမ်းဆီးရရှိခဲ့တဲ့အပြင်တိုက်ပွဲတွင်စစ်တပ်စစ်ကြောင်းတစ်ခုလုံးတက်ပြတ်ပြီးထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်ဒီလိုတက်ပြတ်ပြီးထွက်ပြေးနေတဲ့စစ်သားတွေကိုစက်တင်ဘာလ7ရက်နေ့မှာတော်လိုင်းတက်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးပြီ အမေဝါတနန္နလ5.56 G အတောင်190နဲ့ကြီပေါင်း၈ခုသိန်းစီရရှိခဲ့တယ်လို့သိရပါဗျ။ထို့ပြင်စက်တင်ဘာလ18ရက်နေ့မှာလဲထွက်ပြေးနေတဲ့အချမ်းဖက်စစ်တပ်ကမှတူးတက်ချက်တုံးနဲ့စစ်မှုထမ်းတပ်သားတန်တို့ကိုအရှင်ဖမ်းမိခဲ့ပြီးအမေဝါတနန္နလ MA2 တနန္နလ5.56 G အတောင်နေရာနဲ့ကြီပေါင်း၈ခုဖုံး၄လုံးတို့ကိုထပ်မံသိန်းစီရရှိခဲ့တယ်လို့လည်းသိရပါဗျ။အလားတူစက်တင်ဘာလ29ရက်နေ့မှာလဲအချမ်းဖက်စစ်သားတန်တို့ကိုအသေးဖမ်းမိခဲ့ပြီး MA1 တနန္နလ 5.56G အတောင်90နဲ့ကြီးပေါက်3ခုတို့ကိုထပ်မံတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ပုံပြပြီးကစင်ကလေးထွက်ပြေးနေကြတဲ့စစ်ခွေးတပ်သားတွေနေမြေကျွမ်းကျင်မှုမရှိတဲ့အတွက်မျက်စိလဲလာမခဲ့ကြပြီးအစာရေစာငတ်ပြတ်နေလို့လူရုပ်တောင်တိတ်မပေါက်ချင်တော့ပါဘူး။ဒေါ်လိုင်းတပ်သားတွေအနေနဲ့တက်ဖြန့်ဆောင်ဖမ်းနေကြအောင်ပါပဲ။ကျွန်တော်တို့ရဲ့အောင်မြောက်လွေမြင့်တို့ကမ်ပိန်းကိုလည်းပါဝင်ပေးကြဖို့မေတ္တာရက်ခံကြပါတယ်လို့ရမမင်းမျိုးနဲ့ပကပဖြစ်တဲ့ Union Liberation Front ULF မှတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ပခုတ်ကိုမျိုးနယ်ကကြေးရွာနေရွာကိုစစ်တပ်ကဝန်ရောက်စီးနေပြီးပြည်သူတို့အုပ်ကိုလူသားတိုင်းဖြစ်ဖန်စီကနေအိမ်များကိုမှွေနောက်ဖြစ်စီသွားတဲ့တဲမှာမကွေးတိုင်းပခုတ်ကိုမျိုးနယ်ကကြေးရွာနေရွာကိုအချမ်းဖက်စစ်တပ်ကဝန်ရောက်စီးနေပြီးပြည်သူတို့အုပ်ကိုလူသားတိုင်းဖြစ်ဖန်စီကနေအိမ်များကိုမှွေနောက်ဖြစ်စီသွားတယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်စစ်တပ်မလုံး28နေမှာစတင်ပြီးပခုတ်ကိုမျိုးနယ်အနောက်ခြမ်းကိုစစ်ကြောင်းထိုးဖို့ပခုတ်ကိုတမတရတမထွက်လာတဲ့အင်အားတရာခံပါစစ်ကြောင်းကကြေးရွာအတွင်းစတင်ဝန်ရောက်လာတယ်လို့သိရပါတယ် အဆိုပါစစ်ကြောင်းဟာယမနစ်စတင်မာလာ30ရက်နေ့မွန်းလွဲ3နာရီခန့်မှာရှမကန်ပြူစောတိရွာနဲ့ညောင်ချစ်ပင်ပြူစောတိရွာတို့ကိုရောက်လာပြီးနောက်ရေမြက်ရွာနဲ့ဖြစ်အံရွာတို့ကိုဝင်ရောက်စီးနှင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီလိုဝင်ရောက်စီးနှင်းပြီးတဲ့နောက်ဖြစ်အံရွာနဲ့ရေမြက်ရွာမှာပြည်သူပိုင်တွေကိုဝင်ရောက်မှွေနောက်ကတံမိုးကြီးပစ္စည်းတွေကိုယူဆောင်ပြီး၎င်းတို့ယူဆောင်လို့ခြင်းမရှိတဲ့ပစ္စည်းတွေကိုဖျက်ဆီးသွားတယ်လို့သိရပါတယ်။ဒါပြင်ဂျေးရွာနေပြည်သူတို့ကိုလည်းချမ်းဖက်စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် စစ်ကြောင်းဟာညောင်ချစ်ပင်ပြူစောတိရွာကိုဝင်ရောက်သွားတာလို့ဆိုပါရယ်စစ်ခွေးတွေကကြီးရွာနေမျိုးသားပြည်သူတွေကိုတော့လူသားတိုင်းဖြစ်ဖမ်းဆီးသွားပါရယ်ပြည်သူပိုင်နေတွေကိုဝင်နောက်ဖြစ်စီပြီးတံခိုးကြီးပစ္စည်းတွေကိုခိုးယူသွားတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကအခုညောင်ချစ်ပင်ပြူစောတိရွာကိုပြန်ဝင်သွားပါပြီလို့ဒေသနေပြည်သူတို့ကပြောဆိုထားတာပဲဖြစ်ပါရယ်အဆိုပါစစ်ကြောင်းဟာမြေသိနေရာကိုဆက်လက်ထွက်ခွာမယ်ဆိုတာကိုအတိပြုနိုင်ခြင်းမရှိသေးတာကြောင့်ပြည်သူများအနေနဲ့စစ်တပ်စစ်ကြောင်းများနေသွားတာချင်းမပြူကြဘို့တော်လိုင်းအင်အားစုများကမေတ္တာရက်ခံထားပါတယ်ခင်ဗျာ။